့မိတို့ကိုတင်မာလေးကတော့ဟိုတနေ့ကဂျာတော့ line တွေရဲ့ shape တွေရဲ့เนาะ line တွေရဲ့ shape တွေရဲ့ဆိုတော့ပြီးတော့ဟိုအိတ်စာလည်းပြလိုက်တယ် line တွေနဲ့ shape တွေနဲ့ကိုပေါင်းပြီးတော့ပုံလေးတွေဆွဲစားတော့เนาะ၄တော့ကလေးတွေ၄တော့ကလေးတွေကလည်းမျိုးစုံရှိတယ်ပေါ့เนาะအဲ၄တော့ကလေးတွေကလည်းသူကမျိုးစုံရှိတယ်เนาะပုံပုံစံမျိုးစုံရှိတယ်အဲဒါဆိုရင်လည်းဒီလိုမျိုးလေးအရှိလေးရှိတယ်အဲ့မှာကဆွဲရတာကြာနေတယ် ုံလေးနေဟုတ်လားမောင်းအောင်မောင်းအောင်ပြေးလာတော့မယ်ဒီဓာိုင်းနေတဲ့ရှိတ်တွေနဲ့ကိုပုံလေးတစ်ခုစွန်းတယ်စွန်းရင်ဘယ်လိုစွန်းမလဲဆိုတော့လေပုံစံတူဟုတ်ပါမစစ်စီတစ်ခုပဲမောင်းအောင်ပါပြေးရတော့လေးဆွဲကြလိုက်မယ်ဒါပြေးရစီကြီးကြီးပဲမဆိုးအကြီးနဲ့အသေးနဲ့စွဲမယ်ဒီကအစီကံချက်ကလေးကတော့ပပတို့ဒီမှာဒါဆိုရင်ဒီထဲမှာဆွဲမယ် ဆိုရင်ဒီလိုအကြီးအသေးမလုပ်ဘဲနဲ့စင်တူကြီးပဲဆိုရင်မလာတော့ဒါမဲ့သပြစ်သီးလိုပါလို့ဆွဲတော့မှအရွယ်စားပတ်တူနေလို့မရအောင် နော်ဒီလိုဒီလိုရှိတ်ပုံစံတိုင်းဆိုနောက်ပိုင်းမှာမျိုးစုံဆွဲလို့ရတယ်နော်ဒီလိုမျိုးလေးတွေဆွဲမယ်ဒီထဲမှာဒီထဲမှာဒီလိုမျိုးလေးတွေကိုထည့်ပေးမယ်အဝိုင်းထည့်မယ်ဒီမှာ၄ဘောင်းကိုထည့်ပေးအဲဒီတော့ဘုံမှာဒီမှာဒီလိုလေးအရှင်လေးရဲ့ထည့်မယ်ထည့်မယ်နော် ေချာပြီဆိုမှခဲနဲ့တုံးမယ်နော်ကိုသေချာပြီဆိုမှဥမာပါနော်ဒီမှာစောက်ပင်လဲဆိုတော့သိပြီးတော့ခဲပြလို့မရအောင်ဒီမှာအရာလေးပေးမယ်ဒီမှာဥမာဒီလိုအရာလေးပေးမယ်ပေါ့ပေါ့လေးအရာလေးပေးမယ်အပေါ့ပေါ့လေးအရာလေးပေးမယ်အရာလေးပေးမယ်အရာလေးတွေပေးမယ်သေချာပြီခေဆိုမှအပေါ်ကနေပြီးတော့ထပ်ပြီးတော့ဆွဲချပါပါ စိတ်ကလေးမျိုးပုံစံဆွဲမယ်ဆိုရင်ဒီမှာပါလေးက၄လောက်တုံးပြီเนาะအဲ့၄လောက်တုံးပြီမှာပဲနောက်ထပ်၄လောက်တုံးပြီအခုထပ်ဆွဲမယ်เนาะနောက်ထပ်၄လောက်တုံးပြီထပ်ဆွဲမယ်ဒီမှာအကြီးဆုံးဖြစ်နေပြီเนาะဒီမှာအကြီးဆုံးဖြစ်နေပြီเนาะအကြီးဆုံးဖြစ်နေပြီဆိုတော့နောက်ထပ်ခုထပ်နည်းနည်းသေးလိုက်ပြီเนาะနောက်ထပ်နည်းနည်းသေးလိုက်ပြီးတော့ ်ဘာလေးချက်ဆွဲမလဲဆိုတော့နော်ကြည့်နေကြည့်နေစကားပြောကြည့်နေစကားပြောဒါဒီအဝတ်ကြီးကဘာလဲဝတ်ကြီးတွေ့ပြန်လေးလို့ပုံစံမျိုးလေးနော်ကဲပြင်နာမလေးပုံစံလေးနဲ့တူဘူးပေါ့နော်ပုံစံလေးတွေမတူအဲ့ဒါလေးတွေကိုပြီးတော့ဒီမှာဆက်ပြီးတော့ဆွဲလိုက်အောင်မယ်ဒီမှာအာရှိရှိလေးနော်ဒီမှာဆွဲချမယ်ဆွဲချမယ်နော်ဆွဲချလိုက်ဆွဲချလိုက်နော်ပုံစံမတူဘူးနော်မတူဘူးအပေါ်မှာလည်းအဲ့လိုပဲဒီမှာပုံစံ ိုမျိုးလေးဆွဲချလိုက်အမေဒီမှာဘဝနေလေဘဝနေလေအဲပြီးတော့ဒီမှာလေးတော့ကလေးတွေဆွဲလိုက်မယ်ပုံမှန်လေးတွေမတူကြအောင်နော် ဒီမှာလေးတွေကူလာကြီးစွားလိုက်အသေးစွားလိုက်ကြီးစွားလိုက်အသေးစွားလိုက်ပုံစံမတူတာလေးတွေအဖွဲ့ပုံစံမတူတာလေးတွေကိုပြပြီးတော့เนาะဒီမှာ၄000တုံးလေးတွေကိုရှေးလိုက်တိုးလိုက်ရှေးလိုက်တိုးလိုက်ဟုတ်လားဒီ င်းကိုခတ်ပြီးတော့ဆွဲမယ်။ဒီလောက်ပြီးတော့ထားပါတယ်နော်ဒီမှာဒီဒီလောက်ပြီးဆွဲလိုက်မယ်။ဒါလို့ဆွဲပြီးတော့ဒီမှာဒီမှာကအသွာလေးတွေနဲ့ရှိရဲ။ကိုကဒါကတော့အောက်ကပြင်းပြင်းနဲ့ရှုခင်ဒါကကောင်းကင်တယ်ပေါ့နော်။အဝေးနဲ့အနီးနဲ့ဆိုရင်ဒီမှာဘိုင်းလေးပွပွရတယ်။ဒီမှာတော့ဟိုပွပိုင်နေဆိုတော့ဟိုလေးဖြစ်တာပေါ့နော်။လမ်းကပွပွလေးဆွဲလို့မရအောင်ဒီမှာကအဆုံးပုတ် လိုင်းလေးတွေဆွဲထားတော့ပါလေဆင်ထားတော့ပါလေဒါလေးတွေကိုဒီလိုမျိုးလေးတွေပြောသွားရင်ပေါ့နော်ဒီမှာဒါလေးတွေဆိုရင်အဲ့ဒါလေးနော်ဒီဒီလိုမျိုးလေးတွေဆွဲမယ်ဒါလေးတွေကတော့အရေးရှိပြီးဖြစ်သွားတယ်ဒီတော့မှဒီမှာအရောင်ချေဖို့တွေကဒီမှာတွေကအရောင်လေးတွေချေမယ်ဒီမှာကောင်းတဲ့အရောင်လေးတွေချေမယ်နှက်ကလေးတွေဆိုရင်အရင်ဦးဆုံးတွေ့တဲ့ဟာကအကြီးရယ်နော်ပြီးတော့မှသေးသွားမှာပြီးတော့ဒီမှာအောက်ကနင်းရနော်ဒီမှာဆိုရင်ဒီမှာနန်းလေးနန်းလေးလာပြီဒီလိုလေးလာမယ် ပြင်းဒါလေးကဒီလိုလေးပြောင်းလာပြီးတော့မှဒီမှာကျတော့ဒီမျက်ခင်းလေးပေါ့နော်အစိမ်းလေးဒီမှာဒီဒီခေါင်းလေးတွေကိုဆွဲမယ်ဆိုတော့ဒီလိုပဲဒီလိုလေးလာမယ်ကိုပကမြင်တဲ့ပကကျတော့ तू ကအကြီးဆုံးဖြစ်မယ်ငွေလေးသေးလေးပေါ့နော်ငွေလေးသေးလေးဒီမှာဆိုရင်ဒီမှာဒီလိုလေးလာမယ်လာပြီးတော့ လေးတွေတော့မအားအရာလေးတွေချင်တယ်မအေးငယ်ကလေးမအားအရာလေးတွေချင်တယ်မနော်ဒီမာလေးကကျတော့ချုံပုတ်ကလေးတွေကဒီတိုင်းလေးပဲပုတ်တော်လေးတသားဒီကိုကြည့်ခလေးဒီကိုကြည့်မာချုံပုတ်လေးတွေကတသားကိုလိုင်းတင်တော့ပုံစံတိုင်းလေးဒီပါဒီအဝေး